အားလုံးပဲမင်္ဂလာပါခင်ဗျာတရုတ်နိုင်ငံကအမေရိကန်မှာယင်းနှမြုံနယ်မှုတွေကိုရုတ်တရက်ခြုံငိမ့်လိုက်ပါပြီအချိန်ကကြည့်ရင်တကယ်တော့ရည်စရာပါထရန့်ကအင်မီရိုအရှိမအော်ဟစ်ပြီးသူ့ရဲ့ The Apprentice လက်ထက်တုံးကလိုစက်ကူတွေလွင့်အကောက်ခွန်တွေကြောင့်ဟိကျွေးနေချိန်မှာတရုတ်ကတိတိစိတ်ကြွန့်ကျင်စွာအရှိန်ယူနေပါတယ်ဒါဟာဒေါသထွက်နေတာမဟုတ်ပဲနီးပြူဟာတစ်ခုပါပဲအရင်တုန်းကတရုတ်ကအမေရိကန်ဈေးကွက်ထဲဝင်ရောက်နိုင်ဖို့စူးစမ်းအားထုတ်ခဲ့ပါတယ်ဒါပေမဲ့2025မှာတော့အခြေအနေပြောင်းသွားပါပြီ ဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အရာကအမေရိကန်ကတရုတ်ကိုယင်းနှိမ့်နှံမှုတွေဘာကြောင့်ဖြတ်တောက်လိုက်တာလဲဘလို့လှုပ်ဆောင်နေရလဲဘလောက်ငွေပမာဏအထိတက်ရောက်မှုရှိနေလဲနဲ့ထရန့်ရဲ့စီးပွားရေးဆိုင်ရာရန်လိုမှုတွေဟာအမေရိကန်ရဲ့နောက်ဆုံးကာလစီးပွားရေးဆိုင်ရာရှက်စရာအကောင်းဆုံးရှုံးနိမ့်မှုတစ်ခု ဖြစ်လာမှာလားထရန့်ကလာပေါင်းများစွာအကောက်ခွန်တွေကိုတိုးမြင့်ခဲ့တယ်သူ့ရဲ့ကုံသွေးစစ်ပွဲနီလန်းဟောင်းတွေကိုပြန်တုံးပြီးပိုပြင်းထန်အောင်လုပ်နေတယ်မကြသေးခင်ကလည်းတရုတ်ကွန်မြူစီတီကိုနောက်ထပ်ကျယ်ပြန့်တဲ့အကောက်ခွန်တွေကြီးညာခဲ့တယ် တရုတ်ကလည်းပိုဗျူဟာကြားတဲ့လှုပ်ရှားမှုတစ်ခုကိုလှုပ်ဆောင်လိုက်တယ်။တရုတ်စီးပွားရေးလုပ်ငန်းတွေအမေရိကန်နိုင်ငံမှာယင်းနှိမ့်နှံမှုအားလုံးတွေခွင့်ပြုချက်တွေကိုချက်ချင်းရဆိုင်းခိုင်းလိုက်တယ်။ဆိုလိုတာကဝယ်ယူမှုတွေပူပေါင်းဆောင်ရွက်မှုတွေချက်ထွင်မှုတွေအတွက်ခွင့်ပြုချက် မရှိတော့ပါဘူး။ဒီညွန်ကြားချက်တွေကဘေကျင်းရဲ့ဘိုးအာနာပိုင်နေစီကတိုက်ရိုက်လာတာဖြစ်ပြီးတရုတ်ကုမ္ပဏီတွေကိုအမေရိကန်ရဲ့ရန်လိုလာတဲ့ပတ်ဝန်းကျင်ကနေကာဝယ်ဖို့ပါ။ကနန်းတွေနဲ့ပြောရရင်2023လုံးကတရုတ်ကုမ္ပဏီတွေကအမေရိကန်မှာဒေါ်လာ6.9ဘီလီယံယင်းနှိမ့်နှံခဲ့တယ် အဲ့ဒီပမာဏကလည်းရခင်ကားတဲ့ကြာစင်းနေမိသားပါအခုခွင့်ပြုချက်တွေရဆိုင်းလိုက်တဲ့အတွက်2025မှာ၃ညအထိကြာစင်းသွားနိုင်တယ်ဈေးကွက်အခြေအနေကြောင့်မဟုတ်ပဲတရုတ်အစိုးရရဲ့ဓာတ်ရိုက်မှုဝါဒကြောင့်ပါဒီတက်ရောက်မှုကထိခိုက်နိုင်တဲ့စီးပွားရေးတွေကနီးပညာကုန်ပစ္စည်းပို့ဆောင်ရေးပြန်လည်ပြည့်ဖြူးမြဲစွန့်ရင်အင်ချမ်းပြေဖျော်ပြေရေးဘဏ်လုပ်ငန်းတွေပါပဲဒါငွေကြေးစုခွာမှုတွေမကပဲယုံကြည်မှုစုခွာမှုတစ်ခုဖြစ်သွားတာပါပထမဦးဆိုတာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဘုရား ဒါပြင်ကျွန်တော်တို့ရဲ့ကွန်တန့်တွေကိုဆက်လက်ကြီးစုနိုင်ဖို့ like လေးလေးပေးသွားကြပါအောင်ညာတရုတ်ရဲ့ဆုံးဖြတ်ချက်ကစိတ်ဆိုးနေတာကြောင့်မဟုတ်ပဲ viewer တခုဖြစ်နေပါတယ်အမေရိကမှာတရုတ်ကုမ္ပဏီတွေပိတ်ဆို့ခံရအထူးစစ်ဆေးခံရမကောင်းသတင်းပြန့်ခံရတာကိုနှစ်ပေါင်းများစွာစောင့်ကြည့်ပြီးနောက်တမရရှီကျင်းဖြင့်အစိုးရကအမေရိကန်ကိုပြက်ပြက်သားသားယဉ်ဆိုင်မှုဆုံးဖြတ်လိုက်ပါပြီအမေရိကဈေးကွက်မှာတရုတ်ယင်းနှိမ့်နှံမှုတွေကိုနိုင်ငံအတွက်အန္တရာယ်အဖြစ်ဆက်ဆံတာကိုလက်မခံတော့ပါဘူး ဒီယင်းနှမြုံနိုင်မှုရက်ဆိုင်မှုဟာပိုကြီးတဲ့ပြူဟာရဲ့ဒစိမ့်တစ်ပိုင်းမှာဘာကြောင့်လဲဆိုတော့ကုံသွေးဆွေးနွေးပွဲမတိုင်ခင်တရုတ်ကအားသာချက်ယူထားခြင်းနဲ့ငွေကစကားပြောတယ်ဆိုတာသူတို့သိထားတယ်ဒေါ်လာ9ဘီလီယံဆုံးရှုံးတာကမိကစီးပွားရေးနဲ့ရှင်နဲလာပါတယ်အထူးသဖြင့်ဥတီထားတဲ့စီးပွားရေးကဏ္ဍတွေမှာငွေကအရေးပါပါတယ်အမေရိကကကိုပိုင်ဗန်နာရေးခက်ခဲကြမှာနိုင်ငံခြားယင်းနှမြုံနိုင်မှုကိုလိုနေချိန်ဖြစ်နေပါတယ်တရုတ်ကုမ္ပဏီတွေကိုလည်းအမေရိကန်နိုင်ငံရဲ့ဂယုနာကိုမျှော်လင့်နေရင်ကာကွယ်မှုမရှိပါဘူး ဒါဆုတ်ခွာနေတာမဟုတ်ဥတီရပြောင်းနေတာပါအနောက်မီဒီယာတွေကတရုတ်ရဲ့ယင်းနှမြုံနယ်မှုရက်ဆိုင်တာဟာအားနှစ်ချက်ပြနေတာလို့ပြောပေမဲ့တကယ်တမ်းကရန်လိုပြီးမတည်ငြိမ်တဲ့ဈေးကွက်တွေကနေရုံထွက်နေကြပါတရုတ်ယင်းနှမြုံနယ်မှုကိုတကယ်ကြိုဆိုတဲ့နေရာတွေစီပြောင်းရွှေ့နေရရဲ့ဆီလီကွန်ဗယ်လီဒါမှမဟုတ်ဝေါ့စထရီးတ်လိုလိုနေရာတွေမှာငွေထည့်မနေတော့ပါဘူးတရုတ်ကရှစ်တောင်အာရှလေပိုင်းနဲ့အာဖရိကမှာပြင်းထန်ယင်းနှမြုံနယ်နေပါတယ်ဒါတွေကတမင်သက်သက်လုံးရက်တွေမဟုတ်ပါဘူးကင်ညာမှာစိတ်ကန်းတစ်တွေအီဂျစ်မှာစမတ်မြို့တော်တွေ လေးရှားမှာ AI တက်ခွဲခန်းတွေပင်လယ်ကွေ့နိုင်ငံတွေမှာတန်ရှင်းစွမ်းရည်စီမံကိန်းတွေကြောင့်ဘီလျံချီငွေတွေတကယ်ကိုစီးဝင်နေပါပြီဒါကရေရှည်စီးပွားရေးပြူပါပါပဲဘီဂျင်းကနိုင်ငံအာနာဆိုတာစီရင်နဲ့နိုင်ငံရေးတွေမကဘူးထောင်လန်းရင်းနဲ့တည်ယူပို့ဆောင်ရင်းလည်းအရေးကြီးတယ်ဆိုတာတည်ထားချပါတယ်ဒါကြောင့်ယူရေရှားတစ်ချောင်းကုံသွေးရေးလမ်းကြောင်းအစ်စ်တွေနဲ့ပင်လယ်ကြီးကျောင်းမှာအရေးပါတဲ့စိတ်ကန်းတွေကိုလည်းထိန်းချုပ်နေပါတယ်ပြီးတော့ဒီဂျစ်တယ်စနစ်နဲ့စွမ်းရည်ကိုရက်တွေကနေပေါ်ထွန်းလာတဲ့ဈေးကွက်တွေကိုချိတ်ဆက်နေပါတယ် အမေရိကပြည်ပကသဘောတူညီချက်တိုင်းကသူတို့ဩစာလွမ်းမှုမှုကိုပိုကြီးစေတယ်ဒါကတက်တက်လူတန်းနေတာမဟုတ်ပါဘူးသူတို့အတွက်ကုန်ချမ်းရရှိဖို့စားသုံးသူတို့အစ်တွေရဖို့နဲ့နိုင်ငံရေးအရာအာဏာရဖို့ပဲဖြစ်ပါတယ်ဒါတွေအားလုံးကိုဝါရှင်တန်ရဲ့နိုင်ငံရေးပြားစပ်နဲ့စီးမင်းအတားအဆီးတွေကနေရှောင်ရှားရင်းလုပ်နေတာပါအမေရိကကကြားခွက်ကစားနေချိန်မှာတရုတ်ကစစ်တုံးရင်ကစားနေပါပြီအမေရိကကသတင်းတွေမှာအနိုင်ရဖို့ပဲအာရုံစိုက်နေချိန်တရုတ်ကတော့9နှစ်10နှစ်အနည်း20အတွက်အစီအစဉ်တွေချမှတ်နေပါတယ် ရှင်းနေတဲ့သတင်းစကားကတရုတ်ရဲ့ငွေကိုမလီမဆလှုပ်ရင်မင်းမရတော့ဘူးမင်းဈေးခွက်ကိုလက်နဲ့အဖြစ်သုံးရင်ငွေတွေအချားနေရာကိုစီးသွားတာအန်အားတင့်မနေနဲ့ဆိုတာပါပဲဒါကကမ္ဘာစီးပွားရေးရင့်ကျက်မှုရဲ့ပုံစံပဲဖြစ်ပါတယ်အချင်းချင်းရံမဖြစ်ကြပဲညံရင်နဲ့ယင်းနှီးမြုံနယ်မှုတွေကိုပြန်လည်ဖြန့်ဝေတာမျိုးပါအမေရိကကအရာရှိတွေခွန်တိုးအကြောင်းအော်ဟစ်နေချိန်တရုတ်ကပုံနဲ့တဲ့အရာကိုပြင်မှတ်ထားနေပါတယ်တေချာတာကတော့ကမ္ဘာကုန်သွယ်ရေးလမ်းကြောင်းတွေကိုပါပဲဥမာပနမတူမြောင်စိတ်ကန်းအရှုပ်ရှင်ကိစ္စကြောင့်ပါ ဟောင်ကောင်က CK ဟိုချင်စင်ကုမ္ပဏီကကမ္ဘာတဝန်းကစစ်ကမ်း43ခုကိုဒေါ်လာ23ဘီလီယံနီးပါးနဲ့ရောင်းဖို့အစီအစဉ်ရှိခဲ့ပါတယ်။အမေရိကရဲ့ BlackRock ယင်းနီးမြှောင်းနှံမှုကုမ္ပဏီကြီးကဥဆောင်မဲ့သဘောတူညီချက်မှာပနမတူမြောင်းရဲ့အစိုးနှစ်ဖက်ကစိတ်ကမ်းတွေပါထိန်းချုပ်မှုအောက်ရောက်မဲ့အခြေအနေဖြစ်နေပါတယ်။နောက်ဆုံးချိန်မှာတရုတ်ရဲ့ဈေးကွက်ထိန်းသိမ်းအဖွဲ့ကလဝကြီးအုပ်ချုပ်မှုစန့်ကျင်ရေးစစ်ဆေးမှုစတင်လိုက်တဲ့အတွက်ဒီသဘောတူညီချက်ကိုထိထိရောက်ရောက်ရပ်ဆိုင်းသွားခဲ့ပါတယ်။တတိထားစရာကတော့တရုတ်ကဒီသဘောတူညီချက်ကိုတိုက်ရိုက်မပယ်ချခဲ့ပါဘူး။ နိုင်ငံရေးအကြောင်းပြချက်နဲ့လည်းမပိတ်ပင်ပဲစီမင်းစည်းကမ်းတွေနဲ့သာဖိအားပေးခဲ့ပါတယ်ဒီဖြစ်ရပ်ကဘာကိုပြောနေလဲဆိုတော့ပနမတူမြောင်းလိုနေရာတွေရဲ့စိတ်ကမ်းထိတ်ချုပ်မှုဆိုတာကမ္ဘာမဟာဗျူဟာမြောက်အရင်းအနှီးတစ်ခုဖြစ်နေလို့ပါပဲတရုတ်ကသူ့လက်ထက်မှာအဓိကတော့တွေရှိနေသေးတယ်ဆိုတာပြလိုက်ပါပြီအကျိုးစီးပွားမပါတဲ့ငွေလဲပြောင်းမှုတွေကိုရွှေ့ဆိုင်းထားနိုင်တယ်ညင်းနိုင်တယ်ဒါကရောင်းချမှုတစ်ခုကိုတားဆီးတာမဟုတ်ဩဇာအာဏာပြန်လဲထူထောင်တာပါထရန့်ပနမတူမြောင်းကိုအမေရိကန်ကပြန်ထိတ်ချုပ်မယ်လို့ပြောတဲ့အခါ ဘေကျင်းကမဖြစ်နိုင်ဘူးလို့ယဉ်ကျေးစွာညင်းဆိုလိုက်ပါတယ်။ထရန့်ရဲ့အခွန်စစ်ပွဲကအမေရိကကိုယ်တိုင်ဒုက္ခရောက်စေခဲ့ပါတယ်။ဘာကြောင့်လဲဆိုကုန်စည်နှုန်းတွေတက်သွားပြီးစတော့ဈေးကွက်တွေလည်းထိုးချသွားလို့ပါ။တရက်ထက်ဒေါ်လာတန်း2000နီးပါးဆုံးရှုံးခဲ့ပါတယ်။အကြောင်းရင်းကတရုတ်မဟုတ်ဘဲအမေရိကရဲ့မတည်ငြိမ်မှုကြောင့်ပါ။တရုတ်နိုင်ငံရဲ့အပြန်အလှန်အခွန်တိုးမှုတွေကြောင့်အမေရိကန်လေသမားတွေအခက်အခဲတွေ့နေရပါတယ်။အမေရိကန်ကုမ္ပဏီတွေဟာတရုတ်ဈေးကွက်ကိုရောင်းချခွင့်တွေတစ်ခုပြီးတစ်ခုဆုံးရှုံးနေရပြီးတရုတ်ရဲ့ပိတ်ဆို့မှုစီးနှဲမှာအမေရိကန်ကုမ္ပဏီတစ်တွေထပ်မံပါဝင်လာခဲ့ပါတယ်။ ထရန့်ကအမေရိကန်ကိုပြန်လဲအားကောင်းစေမယ်ဆိုပေမဲ့အမှန်တကယ်ဖြစ်နေတာကကာကွယ်မယ်ဆိုတဲ့စီးပွားရေးကဏ္ဍတွေပုံမူပျက်စီးလာခြင်းရှုပ်ထွေးနေတဲ့မူဝါဒတွေကြောင့်အမေရိကန်ပြန်ဆိုင်နိုင်စွမ်းကြာဆင်းလာခြင်းတွေပါပဲတရုတ်ဘက်ကတော့ဒီအခြေအနေကိုအေးအေးဆေးဆေးစောင့်ကြည့်နေပြီးအမေရိကန်ကိုယ်တိုင်တူရှူးတူပတ်သွားနေလို့ဖြစ်နေတာကိုမြင်နေရပါတယ်လက်ရှိကမ္ဘာစီးပွားရေးမှာထူးခြားတဲ့အခြေအနေတရက်ကိုရောက်ရှိနေပါတယ်တရုတ်နိုင်ငံကယင်းနှမြုံနယ်မှုတွေကိုအလွန်တရာစနစ်တကျထိန်းချုပ်လျက်ရှိပြီးစီးပွားရေးတည်ငြိမ်မှုကိုအလေးထားဆောင်ရွက်နေပါတယ် တဖက်မှာတော့အမေရိကန်ပြည်ထောင်စုဟာအခွန်တိုးမှုဈေးကွက်ကျဆင်းမှုနဲ့ငွေကြေးဖောင်းပမှုဆိုတဲ့စီးပွားရေးခက်ခဲတွေကိုရင်ဆိုင်နေရပါတယ်။ဒီအခြေအနေကိုပုံမရှင်းလင်းစွာနားလည်နိုင်ဖို့ဥမာတချို့ကိုကြည့်အောင်နာမည်ကျော်ယင်းနှမြုံတဲ့သူဝါရင်ဘတ်ဘတ်ဟာဒေါ်လာ300ဘီလီယံလောက်ငွေသားရန်ငွေဖြစ်ထားရှိထားပါတယ်။စီတာဒဲနဲ့မီလီနီယံလိုကြီးမားတဲ့ယင်းနှမြုံတဲ့မှုကုမ္ပဏီကြီးတွေရဲ့အမြတ်ငွေတွေကျဆင်းလာနေပါတယ်။ BlackRock ကုမ္ပဏီကြီးကတော့နိုင်ငံရေးပြည်ပကတွေထဲမှာရောထွေးနေရပါတယ်။ 2025ခုနှစ်မှာတရုတ်နိုင်ငံကအမေရိကန်ရဲ့စီးပွားရေးမူဝါဒတွေကိုတုံ့ပြန်နေတာမဟုတ်တော့ပဲကိုပိုင်စီးပွားရေးလမ်းကြောင်းကိုခိုင်မာစွာချမှတ်လျက်ရှိပါတယ်။သူတို့ကယင်းနှိမ့်မြုံနယ်မှုတွေကိုပြန်လည်သိမ်းဆည်းနေပြီးကိုပိုင်ကုမ္ပဏီတွေကိုကာကွယ်မှုပေးကာရေရှည်အကျိုးစီးပွားအတွက်စနစ်တကျလှုံ့ဆော်နေပါတယ်။အမေရိကန်ဘက်မှာတော့ထရန့်ကအခွန်တိုးမှုအကြောင်းကိုအထက်ထက်ပြောဆိုနေဆဲဖြစ်ပြီးကိုပိုင်စီးပွားရေးကိုကိုယ်တိုင်ဖျက်ဆီးနေတာကိုမဟာဗျူဟာလို့အကြောင်းပြနေဆဲပါ။ကမ္ဘာကြီးကဘာတွေမြင်နေရလဲဆိုတော့တရုတ်နိုင်ငံကစီးပွားရေးတည်ငြိမ်မှုကိုဥဆောင်သူဖြစ်ရပ်တည်နေပြီး ်အမေရိကန်ပြည်ထောင်စုကတော့နိုင်ငံရေးအန္တရာယ်တရအဖြစ်ရှိနေပါတယ်။ငွေကြေးတွေဟာပူးပေါင်းလှုပ်ဆောင်နိုင်တဲ့ဈေးကွက်တစ်တွေစီကိုရွှေ့ပြောင်းနေပါတယ်။ဒါရှုံးနိုင်မှုတရမဟုတ်ပါဘူး။ဒါဟာညံရင်နဲ့အနိုင်ရယူမှုတရတာဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်ခင်ဗျာ။